EV လဲစီးကျင်တယ်တရုတ်ကားကိုလည်းမကြိုက်ဘူးဆိုတဲ့သူများအတွက် Kia မှာတော့ရွေးချယ်စရာနှစ်ခုရှိတယ်ကားလေးမှာသဘောကျစရာကောင်းလာကဒီကောင်က Chassis to Cell Technology ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် Battery Pack ကြီးအောက်မှာထွက်နေတာမကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်တယ်။ Water resistant အနေနဲ့ဆိုလို့ရှိရင်လည်း IP67 ထိရတယ်။ဒီပညာတစ်ခုဖြစ်တဲ့ဘာလဲဆိုတော့ V2G ပါရတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကအခုဆိုလို့ရှိရင်တော့မြန်မာပလာဇာကိုရောက်ရှိနေရပဲဖြစ်ပါတယ်။မြန်မာပလာဇာရဲ့ promotion area မှာ Kira မြန်မာက drive through the rain ဆိုပြီးတော့ promotion ပွဲလေးတစ်ပွဲကျင်းပပြုလုပ်နေတယ် ဒီပွဲလေးမှာကီရာမြန်မာအနေနဲ့ဘလို့အမိုက်စားကားတွေပြသထားပြီးတော့ဘလို့ပရိုမိုးရှင်းတွေပေးနေလဲဆိုတော့ချက်သွားကြည့်ရအောင် ခုကျွန်တော်ဘေးမှာမြင်နေရတာကတော့ Kia Carnival 2026 version လေးပဲဖြစ်ပါတယ်ဗျာအဲဒီကားလေးကတော့ engine power အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့2.2 liter အောင်မှာ diesel engine နဲ့ဖြစ်မယ်အဲပြီးလို့ရှိရင်သူရဲ့ horse power ပေါ့နော် horse power ဆိုလို့ရှိရင်လည်း192 horse power ရှိပြီးတော့အဲသူက HP transmission နဲ့လာမယ်သူရဲ့ torque ကဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်325 feet pound ရှိမယ်ပေါ့နော်အဲ့ဒါအောင်မှာ newton meter နဲ့ပြန်ပြောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်440 newton meter လောက်ထိရှိမယ်ပေါ့နော်အဲပြီးလို့ရှိရင်သူကအဲ့ဒါအောင်မှာ6000 rpm နဲ့လာတာဒီ2026မှာကျွန်တော်ပြောင်းလဲသွားတာလေးတစ်ခုရှိတယ်အဲ့ဒါလေးကျွန်တော်ချက်ပြပေးမယ် တာကဘာလဲဆိုတော့ကျွန်တော်အနောက်ဘက်ပက်ဆင်ဂျာအတွက်ကိုကျွန်တော်တီဗီပါလာပြီဒီကောင်လေးက Wi-Fi တို့ Bluetooth တို့နဲ့ချိတ်ဆက်ပြီးတော့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒါလေးက2025နဲ့2026မှာနည်းနည်းလေးပြောင်းလဲသွားတဲ့အရာလေးပေါ့အဲ့တော့ကိုဘက်ချက်သွားကြည့်ရအောင် ကဲဒီဘက်ကတော့ကျွန်တော်တို့ Kia ရဲ့ Sorento ပေါ့နော် Sorento ဆိုလို့ရှိရင်ဒီကောင်က2025ဖြစ်သွားမယ်ဒီကောင်ရဲ့ engine power ကလည်းကျွန်တော်တို့ Candyman နဲ့ဆင်တူတယ်ကျွန်တော် engine power ဆိုလို့ရှိရင်2.2 liter အောင်မှာကျွန်တော်တို့ diesel engine နဲ့ဖြစ်သွားမယ်ပြီးလို့ရှိရင် horsepower လည်း192 horsepower မှာ HP transmission နဲ့ဖြစ်မယ်ပြီးရင်သူ့ရဲ့ torque ပေါ့နော် torque ဆိုလို့ရှိရင်လည်း325 feet pound ဖြစ်မယ် ခုနတိုင်းပဲနျူတန်မီတာဆိုလို့ရှိရင်တော့440နျူတန်မီတာကျော်ကျော်လေးဟိုမှာ4000 RPM နဲ့ဖြစ်သွားမယ်ပေါ့နော်ဒီကောင်က2025ဖြစ်သွားပြီးတော့အဲ2024နဲ့ကွာသွားတာဘာရှိမလဲဆိုတော့ range size ဖြစ်သွားမယ်သူက range size ကကျတော့ range size 20ဖြစ်သွားပြီးတော့အတွင်းပိုင်းလေးအနှဲငယ်ပြောင်းသွားတာလေးရှိမယ်ပေါ့နော်အဲဒါလေးကတော့အဲ Kia ရဲ့ကျွန်တော်တို့ဒီ Sorento ကားလေးပဲဖြစ်ပါတယ် EV လဲစီးကျင်တယ်တရုတ်ကားကိုလည်းမကြိုက်ဘူးဆိုတဲ့သူများအတွက် Kia မှာတော့ရွေးချယ်စရာနှစ်ခုရှိတယ် အဲ့ဒါကတော့ Kia EV6 နဲ့ EV3 ပဲဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်ဘေးမှာမြင်နေရတာကတော့ Kia ရဲ့ EV6 ကားလေးပဲဖြစ်တယ်။ဒီကောင်လေးက driving range ကိုဆိုလို့ရှိရင်လည်း WLTP နဲ့ဥမာ460 km တိရှိတယ်။ပြီး battery capacity ကဆိုလို့ရှိရင်89.4 kWh ရှိပြီးတော့သူ့ရဲ့ torque ကဆိုလို့ရှိရင်လည်း65 Nm အောင်ရှိတယ်။ဒီကားလေး torque များတဲ့အကြောင်းရင်းကကြတော့မြန်မာနိုင်ငံကိုဝင်လာတဲ့ EV တွေထဲမှာ Durian Motor ဖြစ်တဲ့ EV လေးတစ်စီးဖြစ်တယ်ပေါ့နော်။အဲဒါလေးကတော့ Kia ရဲ့ EV6 လေးဖြစ်ပါတယ်ဗျာ။ ကဲဒါလေးကတော့ဒီနေ့ရဲ့မင်းသားလေးဖြစ်တဲ့ Kia ရဲ့ EV3 ကားလေးပဲဖြစ်ပါလေဗျာအဲဒီကောင်လေးကတော့ဝင်လာတာမကြသေးဘူးပေါ့နော်ဒီကောင်ရဲ့ segment ကိုပြောပါဆိုလို့ရှိရင်ဒီကောင်က compact crossover SUV မျိုးစားဖြစ်တဲ့ design ပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဘေးကကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့နည်းနည်းလေးသွားဆင်တူလဲဆို FJ Cruiser ကိုကြိုက်တဲ့လူတွေဆိုလို့ရှိရင်ဒီကားလေးကိုသဘောကျမှာ ဘာဖြစ်လို့ဆိုတော့ဘေးကနေကြည့်မှာဆိုလို့ရှိရင်တော့ FJ Cruiser အသေးစားလေးကိုလှုပ်ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်။အဲဒီကောင်လေးကတော့ကျွန်တော် driving rate အနေနဲ့ပြောပါဆိုလို့ရှိရင်65 km တိရှိတယ်ပေါ့နော် WLTP နဲ့ဥမာ battery capacity ကဆိုလို့ရှိရင်လည်း81.4 kWh ရှိတယ်။ ပြီးသူရဲ့ maximum ပေါ့နော် maximum speed ကဘယ်လောက်တရလဲဆိုတော့180 km/h အထိရရတယ်ပေါ့နော်အဲပြီးသူရဲ့ torque ပေါ့နော် torque ဆိုလို့ရှိရင်လည်း283 Nm တိရှိတယ်အဲဒီကားလေးအကြောင်းကိုတော့ကျွန်တော်တက်တက် review လုပ်ပေးအောင်မယ်ဒါပေမဲ့လက်ရှိဒီပွဲလေးမှာဆိုတော့ကျွန်တော်အချမ်းမင်းလေးပြောပေးတာပေါ့နော်နောက်ပြီးရင်နောက်တဲ့ဒီကားလေးမှာသဘောကျစရာကောင်းတာကဒီကောင်က chassis to cell technology ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် battery pack ကြီးအောက်မှာထွက်နေတာမကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်း အများကြီးအဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်တယ်အဲနောက်ပြီးရင်ဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ EV တွေထဲမှာမပါသေးတဲ့တချို့ function တွေပါလာတယ်။ဥပမာဥပမာဆိုလို့ရှိရင်ကျွန်တော် V2V တို့ V2R တို့ကတော့လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့တချို့ကားတွေထဲမှာပါလာပြီပေါ့နော်။အဲ့ဒီထဲမှာမပါတဲ့နည်းပညာတစ်ခုဖြစ်တဲ့ဘာလဲဆိုတော့ V2G ပါရတယ်။ ဗီဒူးကြီးရဲ့သဘောတရားကဒီကောင်လေးကိုကျွန်တော်တို့ကဒီ power output ပြန်ထုတ်ပြီးတော့ကျွန်တော်အိမ်တအိမ်လုံးကိုအသုံးပြုလို့ရတဲ့ technology အထည်ကိုဒီကောင်လေးကပါလာလာဖြစ်တဲ့အတွက်အဲဒီကောင်ကသူ့ရဲ့ segment နဲ့မှာဆိုလို့ရှိရင်ကျွန်တော် grade sound နဲ့ fashion sound နဲ့ကားလေးတစ်စီးလို့ပြောလို့ရရပေါ့နော်ဒါလေးကတော့ Kia ရဲ့ EV3 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီကောင်က EV3 မှာဆိုလို့ရှိရင်တော့ကျွန်တော် grade 3မျိုးလောက်ရှိတယ်ပေါ့နော်အဲ့ထဲကနေမှမြန်မာနိုင်ငံကိုဝင်လာတဲ့ grade ကတော့အမြင့်ဆုံး grade ဖြစ်တဲ့ EV3 GT line ကားလေးပဲဖြစ်ပါတယ်ကြာ ဒီကောင်လေးက battery တိုက်တာဆိုလို့ရှိရင်လည်း NMC ကိုအသုံးပြုပေးထားတယ် water resistant အနေနဲ့ဆိုလို့ရှိရင်လည်း IP67 ထိရတယ်ပြီးလို့ရှိရင်အတွင်းထဲမှာတုံထားတဲ့ material ပေါ့နော် material ဆိုတဲ့နေရာမှာကျွန်တော် dashboard နဲ့တကားမှာတုံထားတဲ့ material တွေက eco friendly ဖြစ်စေမဲ့ fiber material တွေအသုံးပြုပေးထားတာဖြစ်တယ်ဒီပွဲလေးမှာဆိုလို့ရှိရင်တော့ promotion အနေနဲ့ special cashback တွေရှိမယ်ပြီးလို့ရှိရင် exclusive premium gift တွေကိုလည်းပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီပွဲလေးကိုတော့မြန်မာပလာဇာရဲ့ promotion area မှာဂျွန်လ28 28 29 3ရက်တိုင်တိုင်းကျင်းပပြုလုပ်နေတာဖြစ်တဲ့အတွက်လေးလာဝယ်ယူသူများအနေနဲ့လည်းလာရ ောက်လိလဝယ်ယူနိုင်ဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဗောကျွန်တော် just right ကတစ်ချုံပါ